ဒီနေ့တော့မြစ်ချောက်ကိုအာလူးပြုတ်ကလေးနဲ့အစိမ့်တုပ်လေးတုပ်စားမှာပါဒီမြစ်ချောက်က30တောင်းကို4000 4500လောက်တော့ပေးရပါတယ်အွန်လိုင်းကနေမှာထားတာပါမြစ်ချောက်တည်းကလေလေးလိုအောင်သူ့ကိုခြီးပြီးတော့ရေခဲတက်တာထဲမှာတင်ထားမယ်ဆိုရင်တစ်နှစ်ပတ်လုံးထားပြီးစားလို့ရတော့လေကိုစားကျင်တဲ့အချိန်စားလို့ရတော့တကယ်အဆင်ပြေပါတယ်အရင်ဦးဆုံးမြစ်ချောက်ကိုရေမှာ10မိနစ်စိမ့်ပါတယ်ပြီးရင်ရေနေဘောအဆူမှာ10မိနစ်လောက်ထပ်ပြုတ်ပါတယ် ်10မိနစ်လောက်ပြုတ်ပြီးပြီဆိုရင်မြစ်ကလည်းနူးလာပြီပေါ့နော်ဒါမဲ့လေမြစ်ကိုအပူထဲကနေမဆဲသေးပဲနဲ့လေခဏထားထားပါတယ်ပြီးရင်အာလူးကိုပြုတ်တယ်ပေါ့နော်အာလူးနူးပြီဆိုရင်အာလူးကိုဆဲထားပါတယ်ပြီးရင်မြစ်ထဲကရေတွေကိုကောင်းအောင်ညှစ်ထုတ်ပြီးတော့မှမြစ်ကိုဒီလိုမျိုးလေစားရတာလွယ်အောင်လို့လေအပိုင်းကိုအရန်ရှည်ကြီးလဲမဟုတ်ဘဲနဲ့ပြီးတော့နည်းနည်းအမြင့်အပြားကြီးနေတယ်ဆိုရင်ဒီလိုမျိုးလေးညှင်ထုတ်လိုက်ပါတယ် အရသာတော့ကစားရင်ငါသားမုံရင်ပြီးတော့ပဇွန်ချောင်းမုံထဲတယ်ပြီးရင်မြေပဲမုံထဲတယ်ပေါ့နော်ဒီနေရာမှာပဲမုံကိုချီလီကအာလူသုံးပါဖြစ်တဲ့တောင်ထည့်မထားပါဘူးတချို့ကတော့လေနှစ်ချောက်တုတ်တဲ့အခါမှာစက်သွန်ညီတို့ဘာလို့လဲထည့်ရပေါ့နော်ချီလီကတော့လေမြင့်ရတာကိုပိုပေါ်လင်ခြင်းနဲ့အတွက်ကြောင့်မြင့်ရအာလူလေးရဲ့ဝဲတုတ်ထားတာပါပြီးရင်စက်သွန်ညီစီချက်လေးဆန်းပြီးတော့နေပေးပါတယ်အာလူကလည်းစီလာမလို့ပဲမုံထည့်မထားတာပါ အရသာစိတ်ကြိုက်အပေါငန်အဆင်ပြေပြီဆိုရင်ကျက်တွန်ဒီကြော်လေးဖြူပါတယ်အပေါကနေပြီးတော့ပြီးရင်ပို့ပြီးတော့အရသာစိမ့်အောင်လို့နှမ်းမဲလေးကိုဖြူထားပါတယ်။ဒါဆိုရင်တော့လေစိတ်စိတ်လေးနဲ့လေမြစ်ရဲ့အရသာထုတ်ထုတ်လေးနဲ့အာလူရဲ့အရသာနဲ့ဆိုရင်အရန်ကိုစားကောင်းပါတယ်။မြစ်ချောက်တုတ်ကလေမြစ်ဆူတုတ်နဲ့မတူပဲလေမြစ်ရဲ့အနံ့လည်းမရှိတော့တဲ့အတွက်ကြောင့်ပို့ပြီးစားကောင်းတယ်လို့ကြီးလေးကတော့ထင်ပါတယ်။ဒီမြစ်ချောက်တုတ်တပွဲနဲ့တင်သမင်းစားလို့မိမ့်မှတေးကြပါရဲ့ရှင်။